မြန်မာနိုင်ငံသားအောင်လအစံကိုစင်ပေါ်မှာအခုလိုဂုံပြုကမထင်မတဲ့စကားတခုပြောလိုက်တဲ့ဝမ်ချန်ပီယံရှစ်ဥက္ကဋ္ဌချက်ထရီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အေဂရစ်ဒန်ယာရီကနေပြောလိုက်ကြိုဆိုလိုက်ပါတယ် ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့စင်မြင့်ချက်မှာကျမတို့ရဲ့မြမကုံဆောင်ကချင်တိုင်းရင်းသားမြမဇပတ်အုံမွေအောင်လာအစန်းကိုဝမ်ချန်ပီယံရှစ်ရဲ့ပါရှင်ဥက္ကဋ္ဌတီချက်ထရီကကမ္ဘာလယ်မှာအခမ်းအနားဆုံးဂုံပြူမှတ်တမ်းတစ်ခုကိုလုပ်ခဲ့ပါတယ်။ဒါဒီမင်းလားဆိုတော့မဟုတ်သေးပါဘူး။အဲ့ဒီလိုဂုံပြူပြီးရင်နောက်မှာသူမထင်မှတ်ထားတဲ့မြမပြည်သူရဲ့နှလုံးသားကိုထိမှန်စေခဲ့တဲ့စကားတစ်ခုကိုပါပြောခဲ့ပါတယ်။ ။ဩဂတချက်တွေကအွန်လိုင်းအဆန်ကိုချင်းမြင်လိုက်တာကဝမ်ချန်ပီယံရှစ် Horror Film Tower အခမ်းအနားဆုံးကနေဝင်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်ပါ။ဒါကပွဲနိုင်လို့ရတဲ့စုချင်းငွေလုံး performance of the night လို့မျိုးစုမျိုးမဟုတ်ပါဘူး။ဒါဟာအကစားသမားတယောက်ရဲ့ဘဝတစ်လျှောက်လုံးသူ့ရဲ့စွမ်းဆောင်ရည်သူ့ရဲ့အမွေအနှစ်သူ့ရဲ့စိတ်ဓာတ်ပြီးတော့အကစားလောကပေါ်မှာသူတက်ရောက်ခဲ့တဲ့အချိန်ပေါ့။အဲ့ဒါတွေအလုံးအတွက်အမြင့်ဆုံးအမြင့်ဆုံးအသိမှတ်ပြုခြင်းတစ်ခုဖြစ်ပါတယ်။ ဒီစုကဘလောက်ရှားပါလဲဆိုရင် အောင်လမတန်ခင်မှာဒီ horror film စီးရင်တဲ့ကိုဝင်ခဲ့တာကမ္ဘာအတော်ဆုံး fighter လို့သတ်မှတ်ခံရတယ်။ Demetrius Jensen နဲ့ Brazil ကနေဝင်ကြီး Viviano Fernandez တို့နှစ်ယောက်ပဲရှိခဲ့တာပါ။အခုအဲ့ဒီကနေဝင်ကစားသမားနှစ်ယောက်ရဲ့ဘေးမှာကျမတို့ရဲ့မြန်မာနိုင်ငံသားအောင်လအစံကပါဝင်လာခဲ့ပါတယ်။ ဥက္ကရာကြီးချက်တူကအောင်လောက်ကိုစင်မောကိုခေါ်တယ်။ဒီကုံပြုစုတစိကြီးကိုသူကိုယ်တိုင်အောင်လောက်ကိုပေးတယ်။ပြီးတာနဲ့သူကမိုက်ခရိုဖုန်းကိုချက်ချင်းလိုက်ယူလိုက်တယ်။ပြီးတော့အောင်လောက်ကိုကြည့်ပြီးတော့ကဘာကြီးကိုကြီးညာလိုက်တဲ့စကားတခုကတကယ်ကိုမထင်မထားလောက်အောင်လင်းနှက်ပြီးတော့ကြက်သေးထားစရာပါ။ချက်ထရီကဘာပြောခဲ့လဲဆိုတော့အောင်လန်ဆန်ဟာဝမ်းချန်ပီယံရှစ်ကစားပေးခဲ့တဲ့ကစားသမားကောင်တစ်ယောက်ဆိုတာထက်အများကြီးပိုတယ် ူကမြန်မာနိုင်ငံသားပြည်သူတရက်လုံးအတွက်သူရဲကောင်း National Hero စစ်စစ်တယောက်ဖြစ်ခဲ့တာပါ။ဒါဟာ Fight Agazad ဥက္ကဋ္ဌဥက္ကဋ္ဌတယောက်ကသူရဲကစားသမားကိုအဖွဲ့အစည်းအတွက်တိုက်ပြီးလို့ကျေးဇူးတင်တာလားမဟုတ်ဘဲနဲ့နိုင်ငံတကာနိုင်ငံလုံးရဲ့သူရဲကောင်းအမျိုးသားရေးပြရုပ်တစ်ခုဖြစ်နေကမ္ဘာလေမှာအတီလင်းထောက်ခံပြောကြတာပါ။သူကဆက်ပြောပါသေးရဲ့အထူးသဖြင့်အောင်လရန်ကုန်မြို့မှာကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့အရိညာအရိညာကမြန်မာတကာနိုင်ငံလုံးလူမျိုးဘာသာမရွေးမင်းတယောက်တည်းအတွက်ဘလူတောင်စီးလုံးညညွတ်စွာ အားပေးခဲ့ကြလဲဆိုတော့ကိုငါတို့အားလုံးမျက်ဝါးထင်နေမြင်ခဲ့ရတယ်။မင်းကနိုင်ငံတနိုင်ငံကိုကင်လုတ်နိုင်ခဲ့တယ်ဆိုပြီးတော့အောင်လိုက်ရဲ့တန်ဖိုးကိုရှေ့မှာဖော်ထုတ်ချီးကျူးခဲ့ပါဗျ။ ဩဂရာချက်တွေရဲ့ချီးမွမ်းစကားတွေအပြင်မှာအွန်လိုင်းအဆန်ကလည်းဝမ်ဆန်ပြန်ရှိကိုကျေးဇူးတင်ကြောင်းသူ့ကိုမွေးထုတ်ပေးခဲ့ကြောင်းနှိမ့်ချစွာပြောခဲ့ရပါပြီးတော့ဩဂရာချက်တွေလိုပဲသူဘယ်တော့မှမမေ့နိုင်နဲ့မြမပြည်သူတွေနဲ့သူ့ရဲ့ကြားကအမတ်တရားတွေကိုပြန်ပြောပါတယ်ရန်ကုန်မြို့သူဝနကွင်းကြီးထဲမှာကျွန်တော်ကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့အခိုက်အတန့်အရိညာကမြမတနိုင်ငံလုံးနေရာတိုင်းကပြည်သူတွေအားလုံးကတီဗီတွေရှေ့မှာဖုန်းတွေရှေ့မှာ ကျွန်တော်ရဲ့အောင်ပွဲကိုအတူတူခံစားခဲ့ကြတယ်။အဲ့ဒီစီလုံးညီညွတ်မှုအဲ့ဒီအားပေးမှုတွေကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။မြန်မာပြည်သူတွေအားလုံးကိုကျွန်တော်တကယ်ချစ်တယ်လို့ပြောသွားပါရစေ။အမှန်တကယ်မှာလည်းအောင်လအဆန်ကမြန်မာပြည်အတွက်ဆယ်စုနှစ်တခုကျော်ကြာမျှော်လင့်ချက်တွေကိုပေးခဲ့တဲ့သူရဲကောင်းမှသူပွဲရှိရဲ့ညတွေဆိုရင်ရန်ကုန်မန္တလေးကလက်ဖက်ရည်ဆိုင်တွေဂုံဂုံပြောရရင်အိမ်တိုင်းအလုပ်တိုင်းအားလုံးကအလုပ်တွေခဏရက်ပြီးတော့အောင်လနိုင်ပါစေလို့တိတ်တိတ်လေးဆုတောင်းခဲ့တာပါသူကကချင်တိုင်းသားတယောက်ဖြစ်ပေမယ့် မြန်မာနိုင်ငံသားအားလုံးအတွက်မြန်မာဂုံဒိတ်ခါကိုကမ္ဘာအလယ်မှာမြင်မအောင်သူရဲ့သွေးချွေးမျက်ရည်တွေနဲ့စွမ်းဆောင်ပေးနိုင်ခဲ့တာပေါ့သူရဲ့ကြိုပမ်းမှုကဒီလိုမျိုး horror film ဆိုတဲ့ထာဝရဂုံပြုစုကြီးနဲ့မှတ်တမ်းတင်ခံလိုက်ရပါပြီဒါကအောင်လာတယောက်တည်းအတွက်အကုန်ယူရတာမဟုတ်ပါဘူးမြန်မာနိုင်ငံသားတိုင်းအားလုံးထိုက်တဲ့တန်နဲ့အကုန်ယူဝမ်းမြောက်ရမယ်တမိုင်းဝင်အခိုက်အတန့်တစ်ခုပါကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်